နောက်တစ်ခုကအခုမင်းအောင်လိုက်စစ်တဲ့ထဲမှာနော်လာရှိုးမျိုးကိုသူတို့ပြန်ရပင်မဲ့သူတို့အခုအုတ်ချုပ်ပိုင်ခွင့်မရှိဘူးနော်ကိုကက်လည်းအုတ်ချုပ်ပိုင်ခွင့်မရှိဘူးစစ်တပ်ကလည်းအုတ်ချုပ်ပိုင်ခွင့်မရှိဘူးတရုတ်ရဲ့ကောင်စီယုံကအဓိကအုတ်ချုပ်တာလာရှိုးကို ော်တို့ဝိပတ်ပြည်သူတွေသဘောပေါက်လားမသိအခုလာရှုပ်ကိုအုပ်ချုပ်နေတာကတရုတ်ကအုပ်ချုပ်နေကိုကန်ကပဲဖြစ်ဖြစ်စစ်တပ်ကပဲဖြစ်ဖြစ်တရုတ်မသိပဲနဲ့လာရှုပ်မျိုးမှာဘာမှလုပ်လို့မရအောင်ဘာမှလုပ်လို့မရအောင်ဟုတ်ဒါကြောင့်စစ်တပ်ကအခုလာရှုပ်မျိုးထဲမှာပြန်အုပ်ချုပ်နေတယ်ဆိုပေမဲ့တရုတ်ကိုအကြောင်းကြားပြီးမှဘာမှမဆိုလုံးပိုင်ခွင့်ရှိတယ် တရုတ်ကိုအကြောင်းမကြဘဲနဲ့တရုတ်ကိုကြော်ပြီးတော့ဘာမှစို့လုတ်ပိုင်ခွင့်မရှိဘူးနော်အဲ့ဒါကိုလားရိုးကိုတရုတ်ကအုပ်ချုပ်နေတယ်လို့ခန်းစားရတဲ့အတွက်ကြောင့်စစ်တပ်ထဲမှာဝေဖန်တဲ့သူတွေတော်တော်များနေတယ်နော်ပြီးတော့မကျင်တတ်တဲ့သူတွေလည်းတော်တော်များနေတယ်လားရိုးမျိုးကိုစစ်တပ်ကပြန်ရတယ်လို့ဒါပြောတာအားတဲ့ဘာပဲလှုပ်ချင်လှုပ်ချင်တရုတ်ကို အရင်အကြောင်းကြားပြီးမှတရုတ်ရဲ့ခွင့်ပြုချက်ရမှလာချိုမျိုးမှာလောက်ပိုင်ခွင့်ရှိတယ်။အဲ့တော့လာချိုမျိုးကိုမဲအောင်လိုက်စစ်တပ်ကအုပ်ချုပ်နေတာမဟုတ်ဘူးတရုတ်ကအုပ်ချုပ်နေတယ်။တရုတ်ခွင့်ပြုချက်ရမှမဲအောင်လိုက်တို့ကဘာမဆိုလောက်ပိုင်ခွင့်ရှိတယ်။အခုစစ်တပ်ထဲမှာတရုတ်ကအုပ်ချုပ်နေတဲ့အတွက်ကြောင့်မကျင့်တတ်ကြဘူးတဲ့နော်မကျင့်တတ်ကြဘူး။အခုဝေဖန်တဲ့သူတွေတော်တော်များတယ်။မဲအောင်လိုက်ကပြင်ဦးလေးကိုရောက်တော့ တရုတ်ကိုမဝေဖန်ဖို့ဂျေဆုရှင်ကိုမစော်ကားဖို့မပြစ်မှားဖို့တတိပေးတယ်တဲ့ဗျာမှန်တာဗောမှန်တာဗောတရုတ်ကိုမဝေဖန်ဖို့တရုတ်ကို မပြစ်မှားဖို့မဲအောင်လိုက်ကပြည်ဦးလွင်မှာတတိပေးတယ်မှန်တယ်အခုလိုလားချိုးမျိုးကိုသူတို့ဝင်ခွင့်ရတာတာအတရုတ်ရဲ့ဂျေဆုနော်ဒါတွေပဲလားဆိုတော့မကဘူးမဲအောင်လိုက်ဘက်ကတရုတ်ကူညီပေးလို့ မဲအောင်လိုက်ဘက်ကတာတရုတ်မကူညီဘေးရင်နော်မြောက်ပိုင်းညီနောင်တုပ်ဘက်ကအခုလောက်ဆိုနေပြည်တော်တိရောက်နေပြီအခုလောက်ဆိုနေပြည်တော်တိရောက်နေပြီနော်ဒီຫນွေဥတော်လိုင်းအစ2021မှာဖဘုတ်ကိုပြည်သူတယောက်ကဘာပြောခဲ့သလဲဆိုရင်ဖဘုတ်နဲ့မြန်မာနိုင်ငံအခုလိုဖြစ်တဲ့အချိန်မှာတရုတ်ဝင်မသိမ်းနိုင်ဘူးလားတဲ့အဲ့ဒါနဲ့ဖဘုတ်က ရည်မိတာပေါ့နော်ရည်မိတာအာမဖြစ်နိုင်ပါဘူးဗျာနော်မဖြစ်နိုင်ပါဘူးလို့ဟောအခုအဲ့ဒီပြည်သူတယောက်ပြောခဲ့တဲ့အရာကတကယ်ဖြစ်လာခဲ့ပြီဗျာဒါဆိုအဲ့ဒီပြည်သူဘသူဘဝမှန်းတော့ဖဖို့လည်းမမှန်းမိဘူးမသိဘူးဒါပေမဲ့သူ့ရဲ့စင်စာတွေးခို့ပုံဟာ၄နှစ်ကျော်ကိုကြုံမြင်ခဲ့တယ်ပေါ့နော်၄နှစ်ကျော်ဖြစ်လာမဲ့အရာကိုသူကြုံမြင်ခဲ့တယ် ဖဖို့ကိုပြည်သူတယောက်က2021တဲ့ကပြောခဲ့တာနော်ဖဖို့ ਨੇ မြန်မာနိုင်ငံအခုလိုဖြစ်တဲ့အချိန်မှာတရုတ်ဝင်သိမ်းနိုင်ဝင်မသိမ်းနိုင်ဘူးလားတဲ့တရုတ်ဝင်သိမ်းနိုင်တယ်နော်တဲ့နော်တရုတ်ဝင်သိမ်းနိုင်တယ်ဖဖို့ကကြံကောင်းစရာဗျာလို့မဖြစ်နိုင်ပါဘူးလို့ပြန်ပြောခဲ့တယ်ဒါပေမဲ့ तू ပြောခဲ့တဲ့ဇာတ်ဟာအခု၄နှစ်ကြာတဲ့အခါမှာတကယ်ဖြစ်လာခဲ့တယ်အခုဆိုရင်လာရှုံမျိုးကိုတရုတ်ဒါ ပေါ်ဒင်ကြီးကိုအုပ်ချုပ်ခဲ့ပြီပေါ့တော့အခုတရုတ်အုပ်ချုပ်တယ်စစ်တပ်ရောကိုယ်ကံရောလားချိုးမှာတရုတ်အုပ်ချုပ်မှုအောက်ကနေနေရတယ်ပေါ့တော့အဲ့တော့တရုတ်ဒီမြန်မာနိုင်ငံရဲ့အရေးကိုနော်ဘလောက်တောင်ဝင်ရောက်ဆွတ်ဖက်တယ်လဲဆိုလားချိုးမျိုးကိုတော့အခုဝင်ရောက်အုပ်ချုပ်နေပြီဆိုတော့စဉ်းစားကြည့်ဗျာစဉ်းစားကြည့်ဗျာစစ်တပ်အတွက်တရုတ်ဟာတော်တော်ကျေးဇူးရှိတယ် ဖခိုးတို့ຫນွေဥတော်လည်းရေးအတွက်တော့တရုတ်ဟာတော်တော်လေးကိုစုပ်ပဲ့တယ်ပေါ့နော်ဖခိုးတို့တရုတ်ကလည်းတော်လှန်ရတယ်တရုတ်တော်တော်စုပ်ပဲ့တရုတ်လောက်ခဲလို့တာလေဖခိုးတို့ຫນွေဥတော်လည်းရေးအများကြီးထိခိုက်နေနေသွားတယ်တရုတ်မလောက်ခဲရင်အခုလောက်ဆိုရင်မြောက်ပိုင်းမှာမိတ်ညီတော်တို့ကနေပြီးတော့ထိရောက်နေအခုလောက်ဆိုရင်တော်လည်းရေးပြီးနေပြီကြာမင်းအောင်လိုက်မှာဘာမှမရှိတော့ဘူးသိလားအဲ့ဒါဖခိုးမောက်တန်းတရားပြောတာမဟုတ်ဖခိုးပြောတာကိုယုံ ဘာမှဘယ်တော့မှအတန်တရားမပြောဘူးမင်းအောင်လိုက်စစ်တက်မှာဘာမှမရှိတော့အခွန်ပဲရှိတော့တယ်တက်မတော်ဆိုတဲ့ဆိုင်းပုတ်ပဲကြံတော့တယ်မရှိတော့ဘူးအခုငလင်လောက်တာလေငလင်လောက်တာဇဂိုင်းမန္တလေးနေပြီးတော့အကုန်ပါသွားပြီနော်ဇဂိုင်းမန္တလေးနေပြီးတော့တရာဥမိထီလာပျော်ပွဲရမဲသိဝမ်းတွင်းတဲတော့နေပြီးတော့တက်ကုတ်ပြမနာ စစ်တပ်ရဲ့နယ်နိမိတ်တွေအကုန်ပါသွားပြီသူတို့ကရုံထိုင်စရာရုံတော်မရှိလို့အခုရန်ကုန်ကိုသူတို့ပြောင်းပြီးရုံထိုင်နေရတယ်နော်ရုံတော်မရှိလို့နေပြီးတော့ကိုပြောင်းရန်ကုန်ကိုပြောင်းပြီးရုံထိုင်နေရနောက်တစ်ခုဖော်ဖော်လို့မေးမပြည်စရီသတိထားမိတာမကြည့်ဘူးနော်နေပြီးတော့စကိုင်းမန္တလေးအကုန်ပြက်စီးသွားတာပြက်စီးသွားတာဖြစ်တဲ့အတွက်ကြောင့်နေပြီးတော့သူတို့ရုံနေမှာတောင်မှစစ်တပ်ကလုံအားမပေးနိုင်ဘူး ပြောကျင်တာစစ်သားမရှိတော့ဟောစစ်သားမရှိတော့ဘူးနေပြည်တော်သူတို့ယုံနေပြိုကျတောင်မှသူတို့စစ်သားတွေရဲတွေလုံအားပေးဖို့အတွက်ချက်ပြောက်ငှက်ပြောက်ပျောက်နေကြတယ်မရှိတော့ဘူးမရှိတော့ဘူးပြောကျင်တာကဘာစိတ်အင်အားမှမရှိတော့ဘူးသူတို့မှလေချောင်းတစ်ချောင်းပဲရှိတော့တယ်နော်အခုကြည့်လေနေ့စဉ်နေ့တိုင်း ဘာမဆိုင်ညာမဆိုင်အပြစ်မဲ့ပြည်သူတွေကိုဘုံကျဲတာပီဒီအလည်းမထီဘူးတိုင်းသားလည်းနဲ့ကိုင်လည်းမထီဘူးဘုံကျဲလို့ထီတာပြည်သူတွေကြီးပဲဘုံကျဲလို့သေတာပြည်သူတွေကြီးပဲသူတို့နှိမ့်စင်နေတိုင်းအကျိန်ပေါင်းယာကနန်းနီးပါးကိုဘုံကျဲတာနှိမ့်စင်နေတိုင်းအကျိန်ပေါင်းယာကနန်းနီးပါးကိုဘုံကျဲတယ်နော်အဲ့ဒီဘုံကျဲသမျှပြည်သူတွေကြီးထီတာသူတို့မှဘုံကျဲတာကလွင်ကျန်တဲ့ဘာမှမရှိတော့ဘုံကျဲတာကလွင်ကျန်တဲ့ဘာမှမရှိတော့ အခုမင်းအောင်လိုက်စစ်တပ်က PDF တွေကြောက်တိုင်းရင်းသားလက်နက်ကိုင်တွေကြောက်သူတို့ဟာတော်တော်လေးကိုပြုတ်ပြုတ်ပြုံးနေပြီမျိုးတုံးနေပြီမျိုးကန်